ကျွန်တော်အဲ့ဒါအရင်ပြောပြချင်လို့ span is the verb ပဲပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟိုပါပေါ့နော်ဘယ်လိုပြောရမလဲအစကကျွန်တော် span ကျွန်တော်အမေတို့လူကြီးတွေဝတ်ကြရပေါ့နော်ဘာကြောင့်ဝတ်တာလဲဆိုတော့ကျွန်တော်သိချာမသိဘူးအခုကျွန်တော်ကိုယ်တိုင်ဝတ်ကြည့်တဲ့ခါကျမှကျွန်တော်သိတယ် သူကမေပူလဲထွက်လဲသူကမပူမိုးရနေအချိန်ဆိုလဲဒီကောင်ဝင်လို့ရစပန်ပြီးတော့ဒီလိုရွေရွေပြက်ပြက်လေးဆိုတော့လေခန္ဓာကိုယ်မှာရဲပေါ့ပွားနေတက်တောင့်တက်တာဖြစ်တယ်အဲကြောင့်မလို့ကိုတော့စပန်ကိုရွေးချယ်ကြလို့ခင်တယ်ကျွန်တော်လည်းနောက်ပိုင်းစပန်ဒီတောက်လျှောက်ဝေးဖို့စီစဉ်ရှိပါတယ်ဗျာဟုတ်ဒီနေ့ကစပန်ကကျွန်တော်ဟိုဟာဒီလောကလန်ကားထဲမှာပါတဲ့ရိုက်ပေါ့ဆိုတဲ့ character ကိုပဲပြန်ပြီးတော့အဲအဲ့မှုတွေပဲပြန်ဝင်လာတာပါခင်ဗျဟုတ်ကဲ့ဒီနေ့ကျတော့ ဒါအမေရဲ့စပန်ပုံလည်းမဟုတ်တော့ဘူးအဲအကုန်လုံးကလည်းဒီကားထဲမှာပါတဲ့ character လေးတိုင်းပဲကျွန်တော်ဝက်ဖက်ပေးပါဆိုတော့အဲဟိုဟာဟိုနေ့က family show မှာအဲ့လိုပြောလိုက်တဲ့ခါကျတော့မနေ့ကမနေ့ကမဟုတ်တနေ့ကမှကျွန်တော်သွားရှာပြီးတော့အမြန်ချုပ်ဝက်လာတာပါအဲ့အဲ့မူမူတိုင်းလေးပေါ့နော်စပန်တော့စပန်ပါပဲအဲကျွန်တော်အဲ့အရင်ပြောပြချင်လို့ span is the verb ပဲပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟိုပါပေါ့နော်ဘယ်လိုပြောရမလဲအစကကျွန်တော် span ကျွန်တော်အမေတို့လူကြီးတွေဝက်ကြတယ်ပေါ့နော်ဘာကြောင့်ဝက်တာလဲဆိုတော့ကျွန်တော်သိချာမသိဘူး ်အခုကျွန်တော်ကိုယ်တိုင်ဝေကြည့်တဲ့ခါကျမှကျွန်တော်သိတယ်သူကမေပူလဲထွက်လဲသူကမပူဘူးရနေချင်းကလေးဒီကောင်ဝင်လို့ရစပန်ပြီးတော့ဒီလိုရွယ်ရွယ်ပြည့်ပြည့်လေးဆိုတော့လေခန္ဓာကိုယ်မှာရန်ပေါ့ပါနဲ့တက်တော့တာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်စပန်ကိုရွေးချယ်ကြလို့ခင်တယ်ကျွန်တော်လည်းနောက်ပိုင်းစပန်နေတောက်လျှောက်ဝေဖို့စီစဉ်ရှိပါတယ်ဗျာဟုတ်ဒီရိုက်ပေါက်ကာရက်တာလေးကိုအမှန်တိုင်းပြောရင်ကျွန်တော်အရင်သဘောကျပါတယ်ကျွန်တော်ကတော့လေဒါအမှတ်တရဖြစ်မဲ့ character လေးပေါ့နော်။ဘာလို့လဲဆိုတော့ကိုယ်ညီလိုက်တာနဲ့ပြီးရိုက်ချင်တာတဲ့မှာကိုကတောင်းမကျဘူး။ ဘေးနားမှာလည်းစော်လန်းလေးတခုရှိတယ်။လမ်းလျှောက်ပေါ်ကလည်းတောင်မကျိုးဝတ်တာကလည်းအဲ့လိုကြိုးကြောင်လေးဆိုတော့အဲ့လိုကိုယ်မြင်တာလည်းပြည့်စုံနေရပါတော့နော်။အဲ့လိုကာရက်တာဖြစ်အောင်ကျွန်တော်မနေကြိုးစားရတယ်။ကြည့်တဲ့အခါမှာလည်းကိုယ်ပုံစံတကယ်မြင်တာနဲ့ရိုက်ချင်တာကိုယ်တော်ပြောင်းကြည့်တဲ့အချိန်မှာကိုယ့်ကိုယ်ကိုပြန်ကျုံးနေတယ်။ကိုယ်ပြန်ကျုံးနေတဲ့စင်တီဖြစ်တဲ့ဆိုတော့အဲဒီကာရက်တာလေးကိုကျွန်တော်သဘောကျပါတယ်ခင်ဗျ။ဟုတ်။အဲအဲ့ဒါကတော့ကျွန်တော်ဟိုဟာဇညုံးမီတင်အချိန်ကောင်းများစွာနဲ့ကျွန်တော်ကြိုးစားရတာပါ။ ကျွန်တော်စိတ်ပူတာမရှိဘူးကျွန်တော်ပထမဆုံးအနေနဲ့မင်းသားတွေအများကြီးဒီကားမှာပါမယ်လို့ပြောတယ်ကျွန်တော်ဝမ်းသာတာဘာဖြစ်လို့ဆိုတော့ဇကားတကကိုတယောက်နဲ့ရရင်ကိုတယောက်နဲ့ပြိတ္တနဲ့ပဲသွားမှာမင်းသားတွေအများကြီးပါတဲ့ခါကျတော့မင်းသားတွေအများကြီးပြိတ္တနဲ့ဆိုတော့ဘာဖြစ်ဟိုဇကားတကရရတာလေ confidence ရှိတာပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်တာပြီးတော့ရိုက်တဲ့ခါမှာလည်းရိုက်ခွင်းပေါ်မှာပျော်ရတယ်တကယ်ချင်းလေအေးဟာဟိုးနဲ့အဲ့လိုမျိုးပဲဟုတ်အမှန်တမ်းပြောရင်ဒါရုပ်ရှင်ကားကြီးဆိုတာငွေကြေးပေါ့နော်ရှင်ကြီးကပြောရင်တော့အတပြာနဲ့ပေါ့ ခြေရန်လက်ဟန်နဲ့ပြောရရင်တော့မောင်ဝိုင်းပေါ့နော်အဲ့ဒါနဲ့လာပြီးကြည့်ကြရတာဟိုကျွန်တော်တို့ဇလန်းတွဲဆိုတာ TV ဘတ်ဆိုပြီးနှိမ့်လိုက်အလားကားကြည့်လို့ရတယ်အလားကားကြည့်လို့ရတဲ့ကားဖြစ်တယ်ပြီးတော့ဒီကောင်းကြတော့ခုနပြောသလိုပဲမောင်ဝိုင်းလေးနဲ့လာပြီးကြည့်ရတဲ့ဟာလေးဖြစ်နေခါကြတော့ဟိုဒါဒီကောင်ကိုကျွန်တော်တယောက်တည်းရုပ်ရှင်ကားယူတယောက်တည်းအနေနဲ့မင်းရိုက်ဖို့ကြတော့ကျွန်တော်ကိုယ်တိုင်မရရဲတာကျွန်တော်ကိုယ်တိုင်မရရဲတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမင်းသားတွေအများကြီးပါတာတို့ အဲဒီကားမှာမင်းသားအနည်းဆုံး2ယောက်3ယောက်အဲ့လိုအများကြီးပါတဲ့ကားတွေပဲကျွန်တော်ကိုယ်တိုင်ရရဲပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ error တခုခုဖြစ်သွားရင်လည်းကိုယ့်အတွက်လည်းအကောင်းဘူး producer တွေလည်းကျွန်တော်အားနာရတယ်အကုန်လုံးပတ်စံနဲ့လုပ်ပြီးလုပ်ထားတဲ့တော့ကြောင့်မလို့အဲအဲ့လိုတယောက်တည်း main မင်းသားအနေနဲ့တော့ကျွန်တော်ဇလန်းတွေပဲရရဲပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါတော့အမားနဲ့ကျွန်တော်ရှိတ်မှာရှိတ်မှာဇညုံးမိတဲ့9ရက်ပြီးတော့ကြော်ညာတခုအတူတူရိုက်ဖို့တယ်အမှန်တကယ်ရင်းနေပြီးသားဖြစ်နေတော့ ောင်းလေးရောင်းနဲ့ဘယ်ဆင်းရရင်ဘာလေးလုပ်လိုက်မယ်ဘယ်ဆင်းရရင်ဘာလေးလုပ်လိုက်မယ်အဲအဲ့လိုလေးတွေသွားတဲ့ခါကျတော့ဟိုရိုက်တဲ့ခါမှာရိုက်ပေါက်နဲ့မင်းနဲ့အဲ့လိုဖြစ်နေတာပေါ့နော်ရှင်မွေးလာနဲ့မေဂွတ်စ်ကပျောက်သွားတယ်ရိုက်ပေါက်နဲ့မင်းနဲ့ဖြစ်ပြီးတော့ဇလန်လေးကမိုက်သွားတယ်လို့ထင်ပါတယ်တတိယရင်းနဲ့ရှိတယ်သူနဲ့စုံတွေ့တဲ့နေရာအရှင်းဆုံးတိုင်းတာအမတ်တရတော့အဲ့အဲ့ဒီအမတ်တရဆင်းကျွန်တော်တကယ်အမတ်တရဆင်းရှိတယ်ကျွန်တော်ပြောလိုက်ဇလန်ပေါ်သွားမှလည်းစိုးတယ်ဒါမဲ့လည်းကျွန်တော် စူးစမ်းပြီးပြောပြပါမယ်အဲ့မြေးစီးတဲ့ခံရှိတယ်ကျွန်တော်မြေးစီးရမှာဆိုကျွန်တော်မြေးမစီးမြေးမစီးတတ်ဘူးမဟုတ်ဘူးတဲ့မြေးဆွဲရမှာတဲ့မင်းသမီးကမြေးစီးရမှာတော့ okay ကျွန်တော်အရင်စတာနောက်တယ်မမ်မီဂရက်ကမြေးမော်တက်တဲ့ချိန်မှာကျွန်တော်မြေးကိုစချင်တယ် အမင်းကိုမင်းကထားခုံလိုက်မှာအမကကြောက်လို့မောင်လေးဟင်းရှင်မွေလာမစားနဲ့တော့တောင်းဝတ်ပါတယ်မစားနဲ့တော့အဲအဲ့လိုလေးတွေကအမှတ်တရပါဟုတ်ကြည့်တယ်အဲ့ဒါလေကျွန်တော်ပြောချင်တာအဓိကအဲ့ဒါပဲတော့တယ်ဆိုတာညီကိုမောင်ကဒီကားထဲမှာဆိုညီကိုမောင်တို့မှအချက်ပြီးရင်တငယ်ချင်းတစ်ယောက်အချက်ပြီးရင်ချစ်သူသမီးသားအချက်ပြီးတော့ချမ်းသာလူလက်တန်းသားခြေကံလူလက်သားအကုန်လုံးကလောကရဲ့ကိုယ်စီရှိတယ် အစတော့ကျွန်တော်တို့ကဇလန်းသဘောတဘာဝရပျော်ဖို့ကောင်းရိုက်ထားတယ်ဒါပေမဲ့တချို့ကလည်းဟာတာကားထင်တယ်အဲ့ဒါလေးတွေကိုပဲကြော်ညာလိုက်တဲ့ခါကျတော့တကယ်တော့ဟာတာကားမဟုတ်ပါဘူးတကယ်လောကနဲ့ဟိုလူငယ်တုံးစုကပူးစုပတ်ဆက်အဲ့လိုခံရရဆိုတဲ့ဟာလေးကိုအဲခံရတဲ့ချိန်မှာပြန်ဖြည့်ရှင်းတာလေအကောင်းဆုံးနည်းလမ်းနဲ့ပြန်ဖြည့်ရှင်းပါတယ်ဆိုတဲ့ဟာလေးကိုရိုက်ပြရတာပါပြန်ပညာပေးကားလေးပါကျွန်တော်တော့အရန်သဘောကျပါတယ်အဲ့ကြောင့်လည်းဒီချူအားပေးဖို့တော့လည်းဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်တခုပြောချင်တာစပန်လေလူကြီးတွေဝတ်ကြတယ်တချို့ကအာကြီးမအစင်လို့ပြောကြတာလေ ဲ့ဒါတကယ်တော့မဟုတ်ပါဘူးအာကြီးမမမဟုတ်အန်ဒီတွေဝယ်အန်ဒီတွေဆင်ပေါ့ခလေးတွေဝယ်ခလေးဆင်ကောင်မလေးတွေဝယ်ကောင်လေးကောင်မလေးဆင်ကောင်လေးတွေဝယ်ကောင်လေးဆင်ပေါ့နော်ဘာဖြစ်လို့လူကြီးတွေကအဝတ်များလဲဆိုတော့ကျွန်တော်အခုမှသဘောပေါက်တယ်ကျွန်တော်ကိုယ်တိုင်ဝတ်ကြည့်တဲ့ခါကျတော့မှဒီကောင်တနေကုန်အေးတယ်ပို့ပါရှိတယ်အဲကြောင့်မလို့လူကြီးတွေကကျွန်တော်မင်းဆိုမနက်မိုးလင်းတာနဲ့အိမ်ကဟိုကော်ဖီဖြော်ရတယ်ဟင်းနေချတနေကုန်လုံးလောက်ရတဲ့ခါကျတော့ ဟိုကပူတဲ့ဝက်စားတွေဆိုတော့ဝင်းနိုင်တယ်အဲ့တော့တနေကုန်ပို့ပါနဲ့တောင်းတတရှိတဲ့အစပန်ကိုပဲအကုန်လုံးဝက်ကြတာဆိုတော့အဲ့ကြောင့်မလို့စပန်ကိုလူကြီးတွေကရွေးချယ်များပါလားဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ဟုတ်အားကျွန်တော်ဦးနှံ့ပြောပြီးလေစပန် is the best ပဲလို့ now ဆိုရင်လည်းစပန်နေတော့ရှော့ဝက်တော်မှာဒီမှာလောကနဲ့ရေလို့တော့ဘဝမှာထွေထူးမရှိပါဘူးကျွန်တော်ကလည်း AI အကြောင်းနဲ့ပြဿနာဖြစ်လို့မဲ့ထင်ကျွန်တော်ဒိုးဒိုးတာမနေဘူးအဲ့ညာမှာ အဲဘွားမှာတော့အဲ့လိုလောကနဲ့ရေလို့တော့ကြီးကြီးမားမားခံရတာဆိုလို့ကျွန်တော်စိတ်ထဲကိုနှစ်နှစ်ဖြေခဲ့တာလေပထမတစ်နှစ်ကြာအောင်မဖြေပြီးတော့ဖြေပြီးတော့ကြာတာပေါ့နော်အဲ့ဒါပဲရှိခဲ့ပါတယ်အဲ့အကြောင်းကိုပြောမယ်ဆိုရင်တော့အရှိန်ဖြစ်သွားလိမ့်မယ်လောကနဲ့ပျောက်သွားလိမ့်မှာဆိုတော့လေကျွန်တော်မပြောတော့ပါဘူးဒီလုံးတဲ့စကားလေးကအခုလာမယ်ကိုရဲ့နေမှာမြန်မာတပြည်လုံးမှာရှိတဲ့ရုပ်ရှင်ရုံတွေမှာပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရောက်တရှိအားပေးဖို့တော့ကျွန်တော်ကဒေသတော့ဖိတ်ခေါ်ပါတယ်